င်္ဂလာနိုင်ငံက Cambridge No Tide တတော်သူတည်တနာစင်တာတွေကိုတရိတ်ဆန်အရေးလှူရှားသူ၃ယောက်ကတခြားသူတွေမသိအောင်ခိုးဝင်လာခဲ့ပြီးဒီသူတည်တနာစင်တာမှာချင်ပန်စီတွေကိုစမ်းသပ်မှုတွေလုပ်နေကြပါတယ်လူသားမျိုးနွယ်တူရဲ့ဒေါသအမျက်အကြမ်းဖက်ခြင်းဖျက်လို့ဖျက်စီးလုပ်ခြင်းစရရဲ့စိတ်နေစိတ်ထားရဲ့ပုံမှာအခြေခံပြီးတော့ချင်ပန်စီနဲ့ဆက်နွယ်မှုရှိမရှိလေးလာနေကြပဲဖြစ်ပါတယ်အဲ့ဒါကိုတကြွလှူရှားသူတွေကမကျေနပ်ကြပါဘူးဒီတော့တက်ကြွလှူရှားသူတယောက်ကသူတည်တနာဌာနတွေမှာတက်တည်ဓာတ်ပုံတချို့ကိုရယူနေချိန်မှာ ိဗက်မညာရှင်တဦးကသူတို့တွေ့သွားခဲ့ပါတယ်အဲ့တော့သူတို့တောင်းကလည်းတိဗက်မညာရှင်ကိုဖမ်းချုပ်ဖို့စူးစမ်းကြတယ်။အဲ့လိုကလုံုံကြီးကိုအကြောင်းကြားဖို့ဖုန်းခေါ်ပါတယ်။ဒါမဲ့တကြွလှူရှားသူတွေကသူ့ကိုအချိန်မီတားဆီးလက်နေပါတယ်။အဲ့တော့အဲ့လိုကချင်းမန်စီတွေမှာအလုံးကြောက်စရာအကောင်းနဲ့ regular ခေါ်တဲ့ virus ကူးစက်နေလို့ဘာမှမလုပ်ဖို့တောင်းပန်ပါတယ်။ဒါမဲ့တကြွလှူရှားသူတွေကသူပြောတာမယုံမင်းနဲ့ချင်းမန်စီတကောင်ကိုလှောင်ရင်ကနေပြီးတော့လှုပ်လိုက်ပါတယ်။ချင်းမန်စီကအပြုံရောက်ပြီးဆိုတာနဲ့အားကုန်သုံးပြီးတော့မြင်မြင်သမျှကိုတိုက်ခိုက်ပါတယ်။ သူကတက်ကြွားလှူရှားသူအမျိုးသမီးကိုကိုက်လိုက်ချိန်မှာသူတို့ရဲ့တယောက်ကချင်ပန်စီကိုတက်ပစ်လိုက်ပါရီအဲဒီအချိန်မှာလောင်ရင်ထဲထတာတဲ့ချင်ပန်စီရဲ့အကောင်လုံးကထိမ့်မနိုင်သိမ့်မရဖြစ်နေပါပြီချင်ပန်စီအကိုက်ခံရတဲ့အမျိုးသမီးကချက်ချင်းဆူလိုပဲသူတွေအံပြီးတော့သူတငယ်ချင်းမျက်နှာမှာလည်းသူတွေဆင်ကုန်ပါရီတိမက်ပညာရှင်ကအဲ့ဒီအမျိုးသမီးကိုတက်ပစ်ရမယ်လို့ပြောတော့ကျန်းသူတွေကလက်မခံပါဘူးချက်ချင်းဆူလိုပဲအဲ့ဒီအမျိုးသမီးကစက္ကန့်ပိုင်းတွင်ဇိုမီအဖြစ်အသွင်ပြောင်းသွားပြီးတော့တခွဲကန်းနဲ့ကလူရီမန်သမီးကိုတက်ပစ်လိုက်ပါရီအဲ့ဒီဖြစ်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 ပြီးတော့28ရက်အကြာမှာ ဂျင်အားဆေးရုံကရင်ထက်မှာနိုးထလာခဲ့ပါတယ်။သူနိုးရတဲ့အခါမှာတော့ဆေးရုံမှာလူသူတဦးတယောက်မှမရှိပါဘူး။သူကတန်တော်ဖြစ်နေပြီးတော့ကရင်ကနေပြီးတော့ဆင်းလိုက်ပါတယ်။သူကတယောက်ကိုတွေ့မလားလို့လိုက်ရှာပေးမယ်လည်းမတွေ့ခဲ့ပါဘူး။သူကဆေးရုံမှာတဦးရဲသောလူသားပဲဖြစ်ပါတယ်။သူကဘိုက်စာနေတော့အကြွေစီထဲဆက်ထဲကနေပြီးတော့တောက်စရာယူပြီးတော့စိတ်ရှိလက်ရှိစားတောက်လိုက်ပါတယ်။ပြောသူကဆေးရုံကနေမအူမလဲထွက်လာခဲ့ရပြီးတော့လမ်းနံတစ်ခွင်ကိုရှောက်ကြည့်ပါလေ။တမျိုးလုံးကလည်းတိတ်ဆိတ်နေပြီးတော့လမ်းပေါ်မှာလူသူတဦးတယောက်ကိုမှမတွေ့ရပါဘူး။ နောက်ပြီးတော့နေရာအနှံ့မှာတခုခုရုံရင်းဆန်ခက်ဖြစ်ထားသလိုမျိုးအပျက်စီးကိုလည်းတွေ့နေရပါတယ်။ပြီးတော့သူကပြန်ချင်းနေတဲ့သတင်းစာတွေကိုကောက်ပြီးတော့ဖတ်ကြည့်ပါတယ်။သူသိလိုက်ရတာကတော့ဗီဒိန်ကဗိုင်းရပ်ကပ်ဆိုးကြီးကြာရောက်နေတယ်ဆိုရာရေးဂျီမားလာရဲ့ကြောင်ညာဘုတ်ကြီးမှာလူပြောက်ကြောင်ညာထားရီကိုတွေ့လိုက်ရပါတယ်။ဂျင်းကအနီးနားချက်ကြောင်တစ်ခုထဲဝင်လိုက်ပါတယ်။ဖျားကြောင်နိုင်ငံဒီပေါ်မှာကြောက်စရာစာသားတွေရေးထားအောင်တွေ့ရပြီးတော့ပေးမဝိပုစုတောင်းကန်းအောင်ရောက်တော့သူကထိတ်လန့်သွားပါတယ်။ဘာလို့လဲဆိုတော့ပုံထက်နေတဲ့လူတွေကောင်တွေကိုတွေ့လိုက်ရလို့ပဲဖြစ်ပါတယ်။ သူကဟယ်လိုဆိုပြီးတော့အတန်ပြူတဲ့ခါမှာတော့အလောင်းပုံနေရနေလူတချို့ကကောင်းထောင်ကြည့်ကြပါတယ်။သူ့ကိုခံစားချက်မဲစွာစိုက်ကြည့်နေပြီးတော့သူကမှင်သက်နေတော့မှဖုန်းတော်ရရောက်ရှိလာပါတယ်။ဒါမဲ့သူကဇွန်မီဖြစ်နေပါပြီ။ချက်ချင်းမဲ့ဂျင်းမိုတိုက်ခိုက်ဖို့ကြိုးစားတော့ဂျင်းရလေပဲလက်ထက်ရစီတိုဘူးအိတ်နဲ့ရိုက်လိုက်ပါတယ်။ဘုံကြီးဇွန်မီကတော့နာကျင်တဲ့ပုံစံမပြပါနဲ့သူ့ရဲ့အနီကိုရဲတင်းစွာချင်းကပ်လာတော့ဂျင်းရလေဖျားချောင်းလေးကနေမျိုးထွက်ပြေးရပါတယ်။ဒါမဲ့သူ့နောက်ကိုဇွန်မီဒါဇင်နဲ့ချီရဲ့အုတ်ကြီးကလိုက်လာလို့သူဟာဂက်ဆိုင်တစ်ခုတည်းဝင်ပြေးလိုက်ရပါတယ်။ ဂက်ဆိုင်ထဲမှာသူ့လိုပဲလူသားအစ်စ်တွေဖြစ်ကြတဲ့မားနဲ့ဆယ်လီနောက်တွေ့လိုက်ရပါတယ်။သူတို့ကဇွန်မီကိုဓာတ်စီဘုံအနေနဲ့ပြစ်ပေါက်တိုက်ခိုက်ကြပြီးတော့မီးလောင်အောင်လုပ်ပါတယ်။ဂျင်းရလေသူတို့နဲ့ပေါင်းမိသွားပြီးတော့သူတို့ကဂက်ဆိုင်ဟိုပါဖောက်ခွဲပြစ်လိုက်ပြီးတော့ဇွန်မီကိုမျက်ခြေဖျက်လာနိုင်ခဲ့ပါတယ်။အဲဒီနောက်သူတို့နောက်ကဂျင်းကိုသူတို့ပုံးနေတဲ့တဲစီကိုခေါ်လာပါတယ်။နေရာကတော့မြေရောက်ပူတောင်တစ်ခုထဲကအချိုးစားရောင်းနေဆိုင်ပဲဖြစ်ပါတယ်။ဂျင်းကသူဟာကားမတော်စားမှုတစ်ခုကြောင့်မလို့ဆင်းကိုရောက်နေကြောင်းတလားတော့ကိုမဝင်နေရာကနေပြီးတော့နိုးလာတဲ့ခါမှာတော့လူတွေကိုမတွေ့ရတော့ကြောင်ပြောပါတယ်။ ချရီနာကအင်္ဂလန်တခွေလုံးမှာတခွေကန်တစ်ခုကနေပြီးတော့အလွန်ပြင်းထန်တဲ့ဗိုင်းရပ်စ်ကပြန့်နှံ့ပြီးကက်ဆူကြီးကျနေကြောင်းပြောပါရီအဲဒီဗိုင်းရပ်စ်ကိုထိန်းချုပ်နိုင်ခြင်းမရှိဘဲနဲ့လူရီယာဇုံမီပုံစံပြောင်းကအချင်းချင်းတိုက်ခိုက်နေကြကြောင်းလက်ရှိမှာတော့လူရီအကုန်လုံးနှီးပါသေဆုံးကုန်ပြီးတော့တက်မတော်လည်းမရှိတော့သလိုအစိုးရလည်းပျောက်သွားပြီလို့ပြောပါရီဂျင်ဟာသူ့ရဲ့မိဘတွေအသက်ရှင်နေသေးလားသွားပြီးတော့ကြည့်ချင်တယ်ပြောတော့ချရီနာကဖြစ်နိုင်သမျှဘေးမှမသွားဘူးတားပြီးတော့ဂျင်ရဲ့မိဘတွေကသူများရဲ့လူပဲတင်းနေရဲ့လူဖြစ်နေလောက်ပြီလို့ပြောပါရီဒါပေမဲ့ဂျင်ဟောတားမရပါဘူးဒီတော့မားနဲ့ဆယ်လီနာတို့ကလည်းအတူတူလိုက်ခဲ့မိလို့ပြောပါရီ ောက်ရက်မနေ့မှာတော့တိုးတောင်းသားကလူသူကင်းမဲ့လမ်းမာရီထက်မှာအတံပလန်မပြုတ်ဘဲနဲ့ခင်းနေခဲ့ကြပါပြီ။ဂျင်းရဲ့အိမ်ကိုချုံးမွေးစွာရောက်ရှိသွားခဲ့ပါပြီ။ချိန်မကောင်းစရာကသူ့ရဲ့မိမာရီကဇူမီရီယန်ကကြောက်ပြီးတော့ကိုကူကိုအဆုံးစီရင်သွားခဲ့တာပါ။ပြီးတော့စားဆောင်ထားခဲ့ပြီးတော့ဘရမမနိုးထားနေဆိုပြီးတော့ရေးထားပါပြီ။ဂျင်းကလည်းဝမ်းနေလုံးလုံးငိုတဲ့အခါမှာတော့မားနဲ့ဆယ်လီနာကမိမာရီကဘသူယံမမကြောက်ရဘဲအေးအေးဆေးဆေးတေးဆုံးသွားရတာကိုဝမ်းသာရမယ်ဆိုပြီးတော့နှစ်သိမ့်ပေးပါတယ်။ ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်ဆိုရင်မိသားစုတွေကဇူမီဖြစ်သွားတာကိုဒီတိုင်းထိုင်ကြည့်နေခဲ့ရတယ်လို့လည်းပြောပါရီသူတို့ဟာအိမ်ညောက်ကိုဂျင်ရဲ့အိမ်မှာပဲအိတ်လိုက်ကြပါရီဒါမဲ့ဂျင်ကတော့အိမ်မရလို့မိသားစုအမတ်တရဗီဒီယိုလေးတွေကိုပြန်ကြည့်နေပါရီသူကမီးပွင့်ထားတာဆိုတော့ဇူမီနှကောင်ရုတ်တရက်ပရင်းပေါက်ကိုခွဲပြီးတော့ရောက်လာပါရီဂျင်ကကောင်းကောင်းမကာကွယ်နိုင်တဲ့အတွက်ဂျန်နဲ့နှစ်ယောက်ကိုအကူအညီအော်ဟစ်ပြီးတော့တောင်းပါရီသူတို့နှစ်ယောက်ကအမြန်ရောက်လာကြပြီးတော့ဇူမီနှကောင်လက်စာတုံးပြီးလိုက်ပါရီအိမ်နောက်မှာတော့ဆလီနာကဂျင်ကိုဇူမီကကြိုက်သွားသလားတေးချောင်စစ်ဆေးပါရီ ဂျင်းရသွေးလည်းမအံတော့ okay သွားပြီမေမရဲ့လက်မောင်းမှာတော့ဇွန်မီကိုက်ရတဲ့ဒဏ်ရာရသွားခဲ့ပါရီဆလီနာတုံဆိုင်ချင်းမရှိဘဲနဲ့မက်ကိုဓာတ်နဲ့ခုတ်ပြီးတော့ဇက်သိမ်းပေးလိုက်ပါရီပြီးတော့ချက်ချင်းမဲသူတို့ဒီကနေထွက်သွားရမယ်ဆိုပြီးတော့ပြောပါရီသူတို့ကအမြန်ဆုံးတန်ရှင်းရင်လုပ်ပြီးတော့လိုအပ်တဲ့ပစ္စည်းပစ္စည်းအရယူကနေရာကနေပြီးတော့ထွက်ဖို့ပြင်ကြပါရီမကြခင်မှာဇွန်မီတွေရောက်လာနိုင်လို့ပဲဖြစ်ပါရီစီနာကတကယ်လို့လူတယောက်ဇွန်မီအကိုက်ခံရပြီဆိုရင် तू ကဘယ်လိုလူမျိုးပဲဖြစ်နေပါစေအဲ့လူကိုချက်ချင်းရှင်းပြဖို့လည်းပြောပါရီ မကြခင်မှာပဲသူတို့ဟာမိတ်တုံမိတ်တုံဖြစ်နေတဲ့အလင်းရောင်မြင်ရပါတယ်သူတို့ရဲ့အဲ့ကိုသွားပြီးတော့စုံစမ်းမှုဆုံးဖြတ်လိုက်ကြပါတယ်အဲ့ဒီအဆောက်ကိုကြည့်ရတာကတော့အတော်လေးတော့အချင်းချင်းမကောင်းဖြစ်နေပြီးတော့ဝင်းပေါက်တွေကိုလည်းဈေးဝယ်တွန်းလဲနေပိတ်ထားပါတယ်သူတို့ရာအဲ့ဒါတွေကိုကြော်ပြီးတော့ဝင်းရောက်လိုက်ပါတယ်သူတို့ဟာများပြားလုံးနဲ့လှေကတက်တွေကိုတက်လာခဲ့ပြီးတော့မိုးလိုခဏနားနေတဲ့အချိန်မှာအောက်ကအတန်တွေကိုကြားလိုက်ရပါတယ်သူတို့ကလည်းလေကောင်းအောင်အမြန်တေးတက်လိုက်ပြီးတော့ဇူမီတွေကလည်းလင်းမြန်စွာအနောက်ကနေလိုက်လာပါတယ်တနည်းအားရောက်မှာတော့အကာအကွယ်တွေဝစ်စင်ထားတဲ့လူတယောက်ထွက်လာပြီးတော့ သူတို့ကိုအခန်းနံပါတ်ပေးပါရီပြီးတော့တက်လာတဲ့ဇွန်မီတွေကိုအားရှိသလောက်တိုက်ခိုက်ရင်းဇလီနာကအခန်းတစ်ခေါက်ခောက်ပါရီအတွင်းထဲကကောင်မလေးကတကားမဖွင့်မိပါဘူးမက်စနဲ့လူရဲ့အတန်အောင်ကြားပါပဲအထည်ကိုပေးဝင်ပါရီအားလုံးလက်ထဲကိုရောက်တော့သူတို့ရဲ့နာမည်နဲ့မိတ်ဆက်ပေးပါရီပါကင်နာမည်မှာတော့ friend ဖြစ်ပြီးတော့တမီးရဲ့နာမည်ကတော့ Hannah ဖြစ်ပါရီပြီးတော့သူတို့ကိုအနွေရည်နဲ့တောက်စီရထုတ်ပေးပြီးတော့သူတို့ရဲ့အခန်းကိုမီးဖွင့်ထားခြင်းကအခုလိုပဲအဖော်ရီရှာဖို့ဖြစ်ကြောင်းဝမ်းသာအားရပြောပါရီ ပြီးတော့ Frank ကဂျင်ကိုခေါင်းမိုးပေါ်ခေါ်သွားပြီးတော့ရေဘုံတွေကိုနေရာအနှံ့ချထားတာကိုပြပါတယ်ဒီဘုံတွေကတော့မိုးရွာရင်ရေအားဖို့ဖြစ်ပြီးတော့လောလောဆယ်တော့မိုးပြက်နေလို့သူတို့မှာတောက်ရေအခက်ခဲဖြစ်နေတဲ့အကြောင်းဒီဘုံတိုင်းဆိုရင်တော့သူတို့ဒီမှာဆက်ပြီးတော့နေဖို့ခက်ခဲလိမ့်မယ်လို့လည်းပြောပါတယ်ပြီးတော့သူတို့ကထက်ခါထက်ခါဂျင်ညာနေတဲ့တဲ့ရင်ကိုနားထောင်ပြီးတော့စစ်သားတွေကမန်ချက်မြို့အပြင်ဘက်ကနေပြီးတော့အသက်ရှင်လျက်ရှိသူတွေကိုကယ်ဆယ်နေတယ်ဆိုတဲ့တဲ့ရင်ပဲဖြစ်ပါတယ် friend ဟာသူတို့ရဲ့အဲ့ကိုသွားလို့ကြောင်းပြောတော့ဆလီနာကဒါကအမှန်လေးဖြစ်နိုင်တယ်လို့ထောင်ချောက်လည်းဖြစ်နိုင်တယ်လို့ပြောပါတယ် ဒီသတင်းကဟိုးချိန်နှုံးလေးကထုတ်လွှင့်ထားတဲ့ဖန်ဒီယာဒီဖြစ်ပြီးသူမကတော့ဒါထောင်ချောက်လို့ထင်နေပါတယ်။ဟန်နာကတော့လူတိုင်းမှာဒီအန်နီယယ်ဇိုးကြီးဂျုံနီယာကြောင့်သူ့အနေနဲ့ကတော့ဖခင်လိုပဲဒီသတင်းကဟုတ်တယ်မဟုတ်တယ်အပထားသွားပြီးတော့ကြည့်တင်နေလို့မြင်ကြောင်းပြောပါတယ်။သူတို့အားလုံးလည်းသဘောတူသွားကြပြီးတော့နောက်ရမှာလိုအပ်မယ့်ပစ္စည်းကိုစုဆောင်ပြီးတော့ Frank ကနဲ့ Manchester Key ကိုစတင်လိုက်ပါတယ်။ Manchester ကိုသွားတဲ့လမ်းတစ်လျှောက်မှာအရာအပျက်စီးနေရာကိုတွေ့ခဲ့ရပြီးတော့လူတွေရောင်းဝယ်လေလမ်းပေါ်မှာပြန်ကျေးလို့နေပါတယ်။ တရွေကဥမင်အတွင်းကိုဖြတ်မောင်းတဲ့ခါမှာတော့ဥမင်ရဲ့လေမှာလူသေးအလောင်းတွေနဲ့ကားအပြက်တွေကြောင့်မလို့ရှီကိုဆက်တိုးလို့မလွယ်ပါဘူး။ဒါပေမဲ့ front ကခက်ချင်ချင်တိုးဝင်ပြီးတော့ကားအောင်မောင်းလိုက်တဲ့အချိန်မှာကားဘင်းကပေါက်သွားပါတယ်။သူတို့ကကားတိုက်ရလေးနေတဲ့အချိန်မှာထူးဆန်းတဲ့အတန်တွေကိုကြားလိုက်ရပါတယ်။ဒီခါမှာတော့ zombie တွေမဟုတ်ဘဲနဲ့စာလောင်မွတ်တိတ်နေကြတဲ့မြေကျွတ်တွေရာထောင်နဲ့ချီဖြစ်နေတာပါ။ကျွတ်တွေကသူတို့စီကိုလာနေပြီးတော့ဆလီနာကတော့ zombie တွေကနောက်ကနေမကြခင်ရောက်လာလိမ့်မယ်လို့ပြောပါတယ်။ ဒီတော့သူတွေက၃ယောက်ကကားဘင်းလေးလို့ရအောင်လို့ကားဘော်ဒီကိုဝိုင်းမာပြီးတော့ဟန်နာကကားဘင်းကိုလဲပေးပါတယ်။မကြခင်မှာပဲဇွန်ဘီရောက်လာပြီးတော့သူတို့ကကားပြက်တွေပေါ်ခုံချကကားစီကိုချင်းကပ်လာနေတာပါ။ကန်ဟောဆောင်နေပြီးကားတရားကလည်းအဲ့အချိန်လဲပြီးသွားပြီမလို့ချက်ချင်းပဲမောင်းပြေးကြပါတယ်။သူတို့ကနိုင်တော်တော်ကြောင်မောင်းလိုက်ချိန်မှာတော့မန်ချက်စတာစင်ဂျေဘုံနာကိုနီးကပ်လို့လာပါပြီ။သူတို့ဟာတနေရာမှာရပ်ထားတဲ့စီးပေါင်းစာကားစီရနေပြီးတော့ကားစီဖြည့်ဖို့နားလိုက်ကြပါတယ်။ဂျိမ်းကတော့စိုးဆိုင်ကနေပြီးတော့ပစ္စည်းတချို့ရမလားသွားပြီးတော့ရှာနေပါတယ်။ ရုတ်တရက်ပဲလူသေးလောင်းကိုမြင်လိုက်ပြီးတော့အဲ့အချိန်မှာဇွန်မီဖြစ်နေတဲ့ကလေးကသူ့ကိုတိုက်ခိုက်ဖို့ကြိုးစားပါတယ်။ဂျင်းနေနဲ့လည်းရွေးချယ်ကြမရှိတော့ဘဲနဲ့အဲ့ကလေးကိုတတ်ပလိုက်ရပါတယ်။အဲနောက်တော့သူတို့ကခီးဆက်လက်ထွက်လာခဲ့ကြပြီးတော့မြင်ကွင်းလျောက်လှပနေစေဖြစ်ပါတယ်။သူတို့ကရေကန်ရဲ့ဘေးမှာညသာစားဖို့တက်ခိတခဏရန်နာလိုက်ကြပြီးတော့မကြခင်မှာပဲမြင်းကိုတုပ်ပြီးလာနေတော့မြင်လိုက်ရပါတယ်။ဆလီနာနဲ့ဂျင်ကတော့ရိုမက်တစ်ဆန်နေကြပြီးတော့အခုချိန်ဒီကသူမထင်ထားအထက်ပို့ပြီးတော့ตายရနေတယ်လို့ပြောကဂျင်းကတော့မှနမ်းလိုက်ပါသေးတယ်။ အဲအញ្ញမှာတော့သူတို့၄ယောက်ကရှင်ရောင်းရဲတဲ့ကြီးထဲမှာညာရေးကြပါတယ်။ဂျင်းနဲ့ဆလီနာတို့ကတော့အိတ်မပြော်ကြလို့အိတ်ပြော်လွယ်တဲ့ဆလီနာကိုဘယ်လိုမျိုးအိတ်တလဲလို့မေးကြည့်ပါတယ်။ဆလီနာကသူ့မှာရှိတဲ့အိတ်စီးကိုပေးလိုက်လို့အလွယ်တကူအိတ်ပြော်သွားကြပါတယ်။မနက်မိုးလင်းတော့ဂျင်းကအိတ်ရနိုးပါတယ်။ဒါမဲ့သူတယောက်တည်းကြံနေပြီးတော့သူကအလန့်တကြပဲတခြားသူတွေလိုက်ရှာပါတယ်။ဒါမဲ့ဒါကအိမ်မက်တစ်ခုဖြစ်နေပြီးတော့ friend သူ့ကိုနိုးနေပါတယ်။နောက်ရက်မှာတော့သူတို့ကခီးကိုစတင်ခဲ့ပါတယ်။သူတို့ကမန်ချက်စတာကိုနီးကပ်လာနေပြီဖြစ်ပြီးတော့တမျိုးလုံးလဲမီးလောင်နေအောင်မြင်လိုက်ရပါတယ်။ သူတို့ရဲ့တရင်ထဲမှာကြားထားတဲ့အတိုင်းမဟုတ်လို့စိတ်ပြက်နေပေမဲ့တဏှာရောက်မှာတော့စစ်တပ်ရန်နေရီကားတွေကိုတွေ့လိုက်လို့စုံစမ်းမှုဆင်းပါရီကြော်ညာလေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပြစီဗျာခီးထွက်လာပဲဖြစ်ဖြစ်အလုတ်ကိစ္စနဲ့ပဲဖြစ်ဖြစ်ထိုင်းနိုင်ငံကိုရောက်လာခဲ့ရင်မြန်မာစားစာလေးတွေကိုအေးအေးဆေးဆေးစားသုံးလို့ရမယ်စားတောက်ဆိုင်လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီအိတ်စားတောက်ဆိုင်လေးမှာဆိုရင်တော့မြန်မာယူရစားတောက်တွေကိုဝိုင်းစပိုမှုကြီးတွေကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးတာဖြစ်လို့ရတာကတော့အကြိုက်တွေ့ရမယ်ဆိုတာသိကြပါပဲမြန်မာစားစာတွေမကထိုင်းယူရစားစာတွေကိုလည်းမာယူနိုင်ပါတယ် အစားတိုင်းဆိုရင်တော့အဆင်မပြေဘူးဆိုသူများတို့လည်းအဖျော်ရမကံများလည်းသုံးဆောင်နိုင်ပါသေးတယ်။ဒါရိမလားဆိုရင်တော့ပဲဟုတ်မလဲဗျာ။ဒီအိမ်စားသောက်ဆိုင်မှာနေခြင်းပေးအခန်းကားဝင်ဆောင်မှုကိုလည်းအသက်သာဆုံးနှုံးထားရင်းနဲ့စီစဉ်ပေးထားပါသေးတယ်။နောက်ထပ်တစ်ခုကအလဲဗီဇာတက်တန်းတိုးခြင်းသေးတာလား။အလဲဗီဇာကလည်းရေရှည်နေလို့ရမယ့်ဗီဇာတစ်ခုခုကိုပြောင်းလဲခြင်းသေးတာလား။အေးစေးကလေးမွေးလို့ဆိုရအောင်စားဖိတီရှိပါသေးတယ်။နောက်ဆုံးချက်အနေနဲ့တင်တော်တဲ့ဈေးနှုန်းကောင်းမွန်တဲ့ဝင်ဆောင်မှုတွေနဲ့စီစဉ်ပေးနေတဲ့ခီးသွွားဝင်ဆောင်မှုပါဝင်လေးစိတ်အကျိုးပို့ပစ်ကပ်စားဖိလည်းရှိပါသေးတယ်ခင်ဗျာ။ ဒီအိမ်စားသောက်ဆိုင်ကနေထိုင်းနိုင်ငံနာမည်ကြီးအိုက်ကွန်စီယမ်မောကို BDS နံပါတ်တိုင်းစီးုံနဲ့ရောက်မှလည်းဖြစ်ပါတယ်။ဒီအိမ်စားသောက်ဆိုင်လေးကိုလာမယ်ဆိုရင်တော့ဝဝင်ရိုင်မှတ်တိုင်းဒီ BDS စီးလာပြီးတော့အေဂျင်နံပါတ်4ကနေဆင်းလိုက်တာနဲ့ရှင်းနာကမြင်နေရတဲ့ခွန်တော်မူရီလေးလမ်းတဲကိုဝင်လာခဲ့ုံပါပဲခင်ဗျာ။စလီနာကတော့သူတို့တွေလာရလမ်းကိုပြန်လှည့်တင်တယ်လို့အကြံပေးပါတယ်။ Frank ကတော့လမ်းလျှော်ဘေးနဲ့ပတ်ဝန်းကျင်ကိုလှည့်ပတ်ပြီးတော့စူးစမ်းပါတယ်။ပြီးတော့စိတ်ပြက်လက်ပြက်နဲ့ထိုင်နေတဲ့အချိန်မှာကြီးကန်းကတစားစားနဲ့အုံနေလို့သူတို့ကအပေါ်မော့ကြီးကနေအောင်ကန်ပြီးမောင်းထုတ်လိုက်ပါတယ်။ ဂျီကန်ဇိုမီအလောင်းအောင်စားနေရဖြစ်ပြီးတော့မောကြီးနေတဲ့ friend မျက်နှာပေါ်တော့ဇိုမီစီကနေပြီးတော့တွေးဆက်တွေကြားလာခဲ့ပါတယ်။သူ့ရဲ့အချိန်တွေကိုသူသိသွားပါပြီ။သူကသူ့ရဲ့သမီးလေးဟန်နာကိုချစ်ကြောင်းပြောပြီးတော့သူနဲ့ဝေးဝေးမှနေဖို့မှာပါတယ်။ဒါမဲ့ဟန်နာကသူ့အနာကိုတိုးကပ်ဖို့ပြင်တော့သူကအတင်းတွန်းထုတ်ပါတယ်။ second ဘိုင်းမှာနေမဲ့ friend ကဇိုမီတကောင်ဖြစ်သွားပါပြီ။ဇလီနာကဟန်နာကိုအတင်းချုံအောင်ထားပြီးတော့ friend ကိုတက်ဖြစ်ဖို့ဂျင်းကိုလှမ်းပြောပါတယ်။ဂျင်းကမိတ်ဆွေတယောက်ကိုတက်ရမှာတုံဆိုင်နေပြီးသူအကိုက်ခံရနေမှာပဲတနက်တန်ကြားပြီးတော့ friend လေးလေးကြသွားပါတယ်။ တနက်တန်ကြားကိုကြည့်လိုက်တော့စစ်သားတချို့ဖြစ်ပြီးတော့သူတို့ကလည်းကဲဆေးစကန်းတွေကိုခေါ်သွားကြပါသည်စကန်းကိုဇွန်ဘီတွေမလာနိုင်အောင်လို့အခိုင်အမာလုပ်ထားပြီးတော့ခေါင်းဆောင်ကတော့ဘုံမှုဝက်ဆိုတဲ့သူပဲဖြစ်ပါသည်ဘုံမှုဝက်ကသူတို့ကိုရေရင်ချိုးခန့်လိုက်ပြီးတော့စားစရာတွေပေးပါသည်အဲဒီနောက်မှာတော့အိယာဝင်ကြပြီးတော့ဟန်နာကမမောနဲ့အိပ်ပျော်သွားတဲ့အချိန်ဂျိန်းနဲ့ဆလီနာတို့ကအချစ်ခီးတစ်ခုကိုစတင်ဖို့ပြင်ဆင်ကြပါသည်အမေရှိဆက်မတူးကြဘဲနဲ့ဆလီနာထွက်သွားလို့ဂျင်းလေးပဲဘုံမှုဝက်စ်နဲ့စကားပြောဖို့ထွက်လာခဲ့ပါတယ်။သူကယောဂကူးစက်မှုကြောင့်မေးမြန်းပြီးရေဒီယိုထဲမှာပြောရတဲ့အချိန်မှာ ကူးဆက်ခံရသူတွေကိုလည်းကဲတင်မယ်ဆိုတာဟုတ်သလားဆိုပြီးတော့မေးပါတယ်။ဝက်စ်ကလောလောဆယ်တော်တို့မှကူထုံးကမရှိသေးကြအောင်ဒါမှမလဲလွတ်မြောက်သူတွေအတွက်ဒီနေရာမှာလုံခြုံရေးစီမံထားပြီးတော့မိဖို့ကြောင့်လည်းမှလည်းစားစရာလုံလုံလောက်ရှိကြအောင်ရှင်းပြပါတယ်။နောက်ပြီးတော့သူဟာစစ်သားကနေပြီးတော့ဇွန်မီဖြစ်နေတဲ့သူကိုဖမ်းဆီးထားပြီးတော့လိုအပ်နေတဲ့သူတည်တနာတွေလုံနေတယ်လို့လည်းပြောပါတယ်။အဲဒီဇွန်မီကိုပြလိုက်တော့ဂျင်းလေးပဲလန့်သွားပါတယ်။ဝက်စ်ကဇွန်မီတကောင်ကိုအစာလုံးဝမကြွေးပဲပြစ်ထားမယ်ဆိုရင်ဘာဖြစ်မလဲဆိုတာသိကျင်တယ်လို့ပြောပါတယ်။ ဂျမ်ကတော့ဒါကိုရှင်းပြသင့်တယ်လို့အကြံပေးပေမယ့်ဒီဗီဒီယိုစောင့်ကြည့်ရင်တခုခုတော့နီလန်းရနိုင်တယ်လို့ဝက်ကပြန်ပြောပါတယ်။ညနေပိုင်းမှာဂျင်တို့အဖွဲ့ဟာစစ်သားရင်နဲ့တူတူညသာစားကြပါတယ်။စစ်သားရဲ့ပုံစံကခက်တံကြမ်းတမ်းဟန်ရှိလို့သူတို့ကလည်းရှိန်နေပါတယ်။ဝက်ကစစ်ဝတ်စုံအပြည့်ဝတ်ထားပြီးတော့စားကြရတွေကိုစားကြည့်ရင်စပိုးကြောင်မှာစီမံတဲ့လူတွေကိုဆဲဆူချိန်မောင်းပါတယ်။ပြီးတော့ဟန်နာကိုမိဖို့ကြောင့်အလုပ်တွေတာဝန်ယူဖို့ပြောပါတယ်။ယုတ်တည်းပဲသတိပေးခေါင်းလုံးတန်နေထွက်လာလို့စစ်သားတွေကစာရင်တန်းလန်းတနက်တီကိုယူကအပြင်ကိုထွက်ပြေးလာကြပါတယ် သူတို့ကမြင်မြင်သမျှတွေကိုတနက်နေ့ပြက်ခတ်နေပြီးတော့ဇွန်ဘီဒါဇင်နဲ့ချီကိုတုတ်တင်နိုင်ခဲ့ပါတယ်။မိနစ်ပိုင်းတွင်းမှာသူတို့ကချွေးတစက်မှမထွက်ဖိနေအောင်ပွဲရနိုင်ခဲ့တာပါ။သူတို့တွေအခန်းထဲကိုပြန်ဝင်လာတဲ့အခါမှာတော့မီရှဲဆိုတဲ့သူကဆလီနာကိုထိကပားကြီးကပားလုပ်ဖို့ကြံပါတယ်။ဂျိမ်းကကြောင်းဝင်ပြီးတော့သူ့ကိုတိုက်ခိုက်ဖို့ပြင်ပါတယ်။ဒါမဲ့မီရှဲကဝိုင်းစစ်သားဖြစ်နေတော့ဂျိမ်းကအထူးခံတသက်ဖြစ်သွားခဲ့ပါတယ်။အဲဒီမှာစာဂျင်ဖာရယ်ရောက်လာပြီးတော့မီရှဲကိုထိုးလိုက်ကရန်ဘွဲကိုအဆုံးသတ်လိုက်ပါတယ်။အဲဒီနောက်ဝက်စလေးရောက်လာပြီးတော့ဇွန်ဘီအလောင်းတွေကိုရှင်းပြဖို့လာပြောပါတယ်။ ပြီးတော့သူကဂျိမ်နဲ့တီးတန့်စကားပြောပါတယ်။သူပြောတာကပြီးခဲ့တဲ့ရန်နေငယ်လောက်ကကိုကိုကိုတက်တည်ဖို့ကြိုးစားတဲ့ဂျုံးစ်လို့နာမည်ရတဲ့စစ်သားကိုတွေ့ခဲ့ကြောင်းဂျုံးစ်ကသူတို့မှာဘာအနာကမှမရှိဘူးလို့ပြောတော့သူကလေစစ်သားတွေစိတ်တက်တက်ကြွားစေဖို့မကြခင်မှာသူတို့နေပြော်ဖို့မိမတွေခေါ်ပြီးမယ်လို့ဂရီပြီးခဲ့လို့ပြောပါတယ်။သူတို့ကဖန်နာရဲ့ဇုံဘီတီးဆုံသွားခဲ့ရင်ဒီအစီအစဉ်ဆောက်ဖို့ရှိပြီးတော့ဒါကြောင့်လေမိမတွေလာလို့လာညာရေဒီယိုကနေပြီးတော့သတင်းတူတွေထုတ်လွှင့်ခဲ့တာလို့လေသူကပြောပါတယ်။ဝါစီရဲ့စကားအရမကြမီမှာဆလီနာနဲ့ဟန်နာတို့အန်နီရရှိတယ်ဆိုတော့သဘောပေါက်လိုက်ပါပြီ ဂျိမ်းငါတို့နှစ်ယောက်ကိုခေါ်ပြီးတော့စကန်ကနေထွက်ပြေးဖို့အတွက်ပြင်ဆင်ပါရီဒါပေမဲ့စစ်သားတွေကတိသွားပြီးတော့မိသွားအောင်လုပ်လိုက်ကဖမ်းဆီးလိုက်ကြပါရီလူအောင်ပြတဲ့စာဂျင်ဖာရီကတော့ဝက်စ်ရဲ့ရုံမာရဲ့လုပ်ရက်ကိုသဘောမချလို့သူတို့ကယ်ဆယ်ဖို့ကြိုးစားပါသေးတယ်ဒါပေမဲ့သူ့ကိုလည်းစစ်သားတွေကဖမ်းဆီးလိုက်ပါရီဂျိမ်းနဲ့ဖာရီကိုအခန်းတစ်ခုထဲမှာချုံနောက်ထားပါရီဖာရီကတော့ဒီဗိုင်းရပ်စ်ကပင်လယ်ရချားနေရဆိုရင်မရောက်နိုင်ဘူးလို့ထင်ကြောင်းအခုကတကဘာလုံးအဆင်ပြေနေပြီမဲ့သူတို့နိုင်ငံမဲကွက်ပြီးတော့ဒုက္ခရောက်နေရလို့ပြောပါရီအဲဒီစကားကြောင့်ဂျိမ်းကလည်းမျှော်လင့်ချက်ရောင်ကြီးတန်းလာခဲ့ပါရီ မနေ့ပိုင်းမှာတော့မေချိန်တဲ့ဂျုံကသူတို့လာခေါ်ပါတယ်။ဒေါက်တာနေရောင်ခေါ်လာခဲ့ပြီးတော့အဲ့ဒီမှာသူတို့ပြတ်သက်ထားတဲ့လူသေးပုံကြီးကိုလည်းတွေ့လိုက်ရပါတယ်။ဖော်ရီကမင်းတို့ကိုရရှိကိုပြန်ပြီးတော့တတ်မလို့လားလို့မေးပြီးတော့တတွင်းနဲ့ထွေးပါတယ်။ဒေါ်လာထွက်သွားတဲ့ဂျုံကတော့ဘာမှမပြောဘဲနဲ့ကိစ္စအမြန်ပြီးဖို့တနက်နေ့ထိုးချိန်ပါတယ်။ဒါပေမဲ့မေရှေကသူတို့ဓာတ်နဲ့ထိုးတတ်တာပို့ပြီးတော့မြင်ရှက်ရှိမယ်လို့အကြံပေးပါတယ်။စိတ်လုံးနေတဲ့ဂျုံကတနက်မောင်းကိုညှစ်လိုက်လို့ဖော်ရီကိုမှန်သွားတယ်လို့မေရှေရဲ့လက်မောင်းကိုလည်းတနက်ကြီးကရှက်ပြီးတော့ထိမှန်သွားပါတယ်။ ဒီကမှာတော့မေချေကဒေါသထွက်ပြီးတော့ဂျုံကိုဆဲဆူကခုံးအုပ်ပြီးတော့သူတို့ချင်းနေရန်ဖြစ်ကြပါတယ်အဲ့လိုလုံထွေးနေတဲ့အချိန်မှာဂျင်ကအခွင့်ကောင်းယူပြီးတော့နေရာကနေအမြန်ထွက်ပြီးကအလောင်းပုံတွေဝင်ပြီးတော့ပုန်းနေပါတယ်ဂျုံနဲ့မေချေရန်ဖြစ်ရာကနေပြီးတော့လူချင်းခွဲလိုက်ကြပြီးဂျင်ကိုလိုက်ပြီးတော့တက်ဖို့ရှာကြပါတယ်ဒါမှမဟုတ်တွေ့ရပါဘူးမေချေတို့မရှိတော့မှသူကတိုင်းအောင်ကြော်ပြီးတော့အပြင်ဘက်ကိုခုံဆင်းလိုက်ပါတယ်သူ့ရဲ့အင်ဂျင်ကိုလည်းချွတ်ပြစ်ထားခဲ့ပါတယ်အဲ့တော့တွေ့သွားတော့စစ်သားတွေကလည်းဒီလူကအပြင်မှာဇူမီနဲ့တွေ့ပြီးတော့တေးမပဲဆိုကမလိုက်တော့ဘူးဆုံးဖြတ်လိုက်ပါတယ် ဒေါ်ရီမာပြင်းနေတဲ့ဂျင်ကရုတ်တရက်လဲကျသွားပြီးတော့ကောင်းကင်ကိုမောကြည့်လိုက်ပါရီလေငယ်တစ်စင်းပြန်တန်းနေအောင်မြင်လိုက်ပြီးတော့ဒါကဖာရီပြောရီတခြားနိုင်ငံမှာအေဂျင့်တွေဆိုတဲ့ယူဆချက်ကအမှန်ကန်နိုင်တယ်လို့လည်းတွေးမိသွားပါရီစကန်နေမှာတော့စစ်သားတွေကဆလီနာနဲ့ဟန်နာကိုအဝတ်တွေချုပ်ဖို့စူးစမ်းနေကြပြီးတော့ဒီညညစာပွဲတော်အတွက်ပြင်ဆင်နေပါရီဆလီနာကဒီလူတွေကိုဒီချိန်တိုက်ခိုက်တာကသူတို့အတွက်အချင်းကြီးဖြစ်စီမေးလို့တွေးပြီးတော့ပြုသမျှနူးကျင်အောင်ဆောင်ဖို့စူးစမ်းရမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါရီသူကစိတ်ပြင်းထန်နေတဲ့စစ်သားကိုအနမ်းနေပြန်ဖလှယ်ပြီးတော့ ဂျန်နစ်စစ်သားတွေကိုရှောင်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဂျန်နစ်စစ်သားတွေကလည်းမယုံမယဲနေနေရာကနေထွက်သွားပြီးပါတယ်။စလီနာကတော့ဟန်နာကိုအကြောက်မလွန်စေဖို့သူမစီကဆေးတချို့ပေးပါတယ်။အဲ့ဒါကိုစိတ်မထိန်းနိုင်တော့တဲ့စစ်သားကစလီနာကိုအတင်းခေါ်ပြီးတော့လုပ်ငန်းဆောက်ဖို့ကြံစီပါတယ်။သူဘာမှမလုပ်နိုင်ခင်မှာပဲအပြင်ကနေပြီးတော့ဇွန်မီအချက်ပေးခေါင်းလောင်းတန်ကြားရပါတယ်။တကယ်တော့ခေါင်းလောင်းတည့်ရဲ့သူကဂျင်းဖြစ်ပြီးတော့စစ်သားတွေရှေးကိတ်စီကိုအ мян ရောက်လာကြပါတယ်။အဲ့တော့သူကတဏီယာကိုပုံနေလိုက်ပါတယ်။ဝတ်စ်အပေါ်ခေါ်လာတဲ့စစ်သားတယောက်ကိုရိုက်ချိုးပြီးတော့တပ်ပလိုက်ပါတယ်။ ဝက်ကသူ့ရဲ့လူပျောက်သွားလို့လိုက်ရှာတဲ့ခါမှာတော့ဂျေကားထဲမှာတည်နေအောင်မြင်လိုက်ရပါတယ်အဲ့တော့ဝက်ကသွေးဦးသွေးရနေတဲ့တနက်နေ့ရမ်းပြီးတော့ပြစ်ပါတယ်ပြီးတော့သူကဂျေကားကိုမောင်းဖို့စူးစမ်းပြီးမြဲဆက်ကိုတမြင်ဖြတ်ထားတွေ့လိုက်ရပါတယ်သူ့ကားရဲ့ရှိနေတဲ့ဇွန်ဘီတစ်ကောင်ကကားပေါ်ခုံချလိုက်ပါတယ်ဝက်ကဇွန်ဘီကိုတနက်နေ့ပြစ်လိုက်ပြီးတော့ကားရထွက်ပါတယ်မကြခင်မှာပဲဇွန်ဘီတွေရောက်လာလို့သူလည်းပဲတနက်နေ့ပြစ်နေရပါတယ်ပြောသူကစကန်စီကိုပြန်လဲပြေးလာခဲ့ပါပြီ။ဂျင်ကလည်းဂျက်ကားလေးကနေယူလာတဲ့တနက်နဲ့တူတူစကန်ကိုခိုးဝင်လာပါပြီ အဲနောက်မှာတော့သူကဝက်စ်လိုဖန်းသားတွေစစ်သားဇွန်ပြီးတော့လွတ်ပေးလိုက်ပြီးတော့အဲဒီဇွန်ပြီးကကောင်မာလီရဲ့အချုပ်ခန်းကိုစောင့်ရတဲ့စစ်သားကိုဝင်ပြီးတော့တိုက်ခိုက်ပါတယ်။ဇလီနာကလည်းဟန်နာကိုအမြန်ခေါ်ပြီးတော့ထွက်ပြေးပါတယ်။စစ်သားနဲ့ဇွန်ပြီးလုံထွေးတပ်ပုတ်တွေနဲ့ဇွန်ပြီးကအဲဒီစစ်သားဘော်ကိုသူ့ရဲ့အန်ချလိုက်ပါတယ်။ချင်းရနဲ့လွတ်လာတဲ့ဇွန်ပြီးကတနာယူကောင်ဂျိုးစ်နောက်ကိုလိုက်သွားပြီးတော့ကုနာမဇွန်ပြီးဖြစ်သွားတဲ့စစ်သားကလည်းတိုက်ခိုက်မှုတွေကိုစတင်လာပါပြီ။ဇလီနာနဲ့ဟန်နာတို့ကိုမေချေကထွက်မပြေးအောင်လို့တားဆီးလိုက်ပါတယ်။ဂျိုးစ်ကတော့ဇွန်ပြီးလိုက်လို့ပြေးနေပါတယ်။ ေချေကသူ့ကိုကူဖို့စစ်သားတချို့ကိုလွှတ်လိုက်ပြီးတော့သူကကောင်မလေးကိုစောင့်ရင်းနဲ့ကြံနေခဲ့ပါတယ်။ဂျုံကတော့မိဖို့ကြောင့်လေးကဗီဒီယိုထဲမှာဝင်ပုံနေပါတယ်။အဲဒီအချိန်မှာစစ်သားတယောက်ကဇွန်ဘီကိုပြစ်မလို့ပြင်နေခြင်းသူ့ကိုနောက်ထပ်ဇွန်ဘီတစ်ကောင်ကဝင်အုပ်ပြီးတော့ကူးဆက်စီးပြန်ပါတယ်။ဂျင်းကတော့ဒါကိုပျော်ပျော်ကြီးကြိနေပါတယ်။ဗီဒီယိုထဲမှာတော့ဂျုံကကြောက်ဝါလွန်ပြီးတော့ငိုနေပါတယ်။ဒါမဲ့သူ့ကိုရှာနေတဲ့ဇွန်ဘီထွက်သွားတော့သူကပုံနေရကနေပြီးတော့ထွက်လာခဲ့ပါတယ်။အဲတော့ဂျင်းကတွေ့သွားပြီးတော့သူ့ကိုအဲ့ညံမှာပဲတပ်ပလိုက်ပါတယ်။အဲနောက်ဂျင်းကလှုပ်ဝက်တကားနေပြီးတော့ဇွန်ဘီတွေကိုရှောင်နေပါတယ်။ ဇုံမီတွေကလေကားနဲ့တက်သွားခဲ့ပြီးတော့ဟန်နာကတော့မစ်ချဲလက်ကနေလွတ်လာပြီးအပေါ်တဲ့လေကားကနေအဝေလဲခန်းလေးကိုဝင်ပြေးပြီးသူမရဲ့ပစ္စည်းတွေကနေမိသားစုတပ်ပုံကိုပြန်ရှာပါတယ်။ရုတ်တရက်ဇုံမီတကောင်ဝင်လာတော့သူမကမှန်တော့မှပုံလိုက်ပါတယ်။ဇုံမီကမှန်နေမှသူ့ရုပ်သူကြည့်ပြီးတော့အပြင်ကိုပြန်ထွက်သွားပါတယ်။ဂျင်းကတော့ကောင်မလေးကိုလိုက်ရှာနေပါတယ်။သူကအခန်းတစ်ခုထဲဝင်လိုက်တော့ကြီးစံကုံလို့ပုံနေတဲ့စက်သားကိုတွေ့ရပါတယ်။သူကအခန်းထဲကနေထွက်မသွားဖို့တောင်းပန်ခြင်းမိမိဂျင်းကမှန်ပရင်းကိုခွဲပြီးတော့ခုံထွက်လိုက်ပါတယ်။ အဲဒီအချိန်ဇိုမီကဝင်လာပြီးတော့စစ်သားကိုတိုက်ခိုက်လိုက်ပါတယ်။ဂျိမ်းငါးခေါမှုပွားနေဖြတ်ပြေးပြီးတော့အကန့်တကူထဲမှာမစ္စရာတော့ဆလီနာကိုဗလာကာယာပြုတ်ခြင်းဖို့ကြံစီနေပါတယ်။ဂျိမ်းခန်းနဲ့ဝင်လာတဲ့ခါမှာတော့မစ္စရာကဆလီနာကိုတနက်နေ့ထိုးချိန်ကတစားကန်လှုပ်လိုက်ပါတယ်။ဒါမဲ့ဂျိမ်းငါးအရေးစုံပြီးတော့တိုးဝင်ကခုံအုပ်လိုက်ပြီးတော့ဆလီနာကိုလွတ်သွားအောင်လှုပ်ပေးလိုက်ပါတယ်။သူကမစ္စရာကိုအမုန်းတရိုက်နဲ့အတူတူတိုက်ခိုက်နေပြီးတော့သူ့ခေါင်းနဲ့နေရန်ကိုပြစ်တိုက်ကအောက်ကိုလွှတ်မလိုက်ပါတယ်။မေရှဲရဲ့မျက်လုံးမှာဒဏ်ရာပြင်းထန်စွာရသွားခဲ့ပါတယ်။ ဆလီနာကဓမြောင်ကိုပြေးယူပြီးတော့ဂျင်ကိုဇွန်မီအထင်းနဲ့တတ်မလို့လှုပ်ပါသေးတယ်။ဒါမဲ့ဇွန်မီမဟုတ်မှန်သိတော့မှပဲသူတို့ချင်းကအနမ်းဖလှယ်လိုက်ကြပါရီ။ဒါပေမဲ့ဟန်နာရုတ်တရက်ရောက်လာပြီးတော့ဂျင်ကိုဇွန်မီထင်ကခေါင်းကိုပန်းအုံးနဲ့ရိုက်ချလိုက်ပါရီ။ဒဏ်ရာတော့မပြင်းတဲ့အတွက်ဂျင်ကတက်တာသွားတာပါ။ပြီးတော့တုံးတော်သားကမိုးကြီးတွေကနေပြီးတော့အပြင်ကိုထွက်ပြေးပါရီ။တီးသွားတဲ့ friend ကိုယူပြေးမယ်လို့စိတ်ကူးပြီးတော့အထက်ဝင်တဲ့ခါမှာတော့မတည်သေးတဲ့ wax ကတနေ့နဲ့စောင့်နေပါရီ။ပြီးတော့သူ့ရဲ့လူတွေအတွက်လည်းလက်စားချင်မယ်လို့ပြောပါရီ။ wax ကတနေ့မောင်းဖြုတ်လိုက်တော့ဂျင်ရဲ့ bike ကိုထိမှန်သွားပါရီ။ ဟန်နာကောက်ဘတ်ဆုပ်ပြီးတော့ဝက်စ်တိုင်းနီရဲ့နောက်ချမ်းကိုနေရဲနဲ့တိုက်ကပြက်စီးအောင်လုပ်လိုက်ပါတယ်။ကာနောမန်ကာကွဲသွားတော့သူရင်တော့ချုံအောင်ဖန်းစီထားခဲ့တဲ့ဇွန်ဘီကသူ့ကိုဆွဲခေါ်ယူသွားကလက်စားချေပါတော့တယ်။ဟန်နာကကားပေါ်ကိုဂျေမီနစ်ဆလီနာကိုတင်ပြီးတော့အမြန်မောင်းထွက်လာခဲ့ပါတယ်။ဂေတကားပိတ်ထားပေမဲ့ဟန်နာအရှင်ပြင်းစွာတိုက်ဖွင့်ပြီးတော့မောင်းပြေးပါတယ်။ဂျေမီရဲ့အမြင်အောင်ထဲမှာလေအယားယားဝေဝါးသွားပြီးသတိလစ်သွားပါတော့တယ်။ဆလီနာကသူ့ကို CPR နီးနဲ့အသက်ကယ်ဖို့ကြိုးစားနေတော့မြင်ရပြီးဂျေမီကတော့သတိလည်မလာတော့ပါဘူး။ ဒါမင်း28ရက်ကြာတဲ့အခါမှာတော့သူကသတိပြန်လေလာပါ ರೀ သူတို့တော့ကဂျေးလက်ဒေတာအိမ်လေးတစ်လုံးမှာရောက်နေပါ ರೀ ဟန်နာတော့ပိစားတွေကိုဖြန့်ခင်းနေတယ်လို့စရီနာတော့ပိစားတွေကိုချုပ်ဆက်နေချုပ်နေပါ ರೀ အဲဒီအချိန်မှာလေးငယ်တစ်စင်းကသူတို့ဘဝနေပြီးတော့ဖြတ်ပြန်သွားလို့သူတို့ကလည်းအဝိစားတွေကိုအမြန်ဖြန့်ညာပါ ರೀ အဝိစားတွေကဟယ်လိုဆိုရဲကြီးမားရဲ့စလုံးကိုပုံဖော်ထားပြီးလေးမှုကလည်းအဲ့ဒါကိုမြင်သွားပါ ರೀ ပြီးတော့သူတို့ကိုဘေးလို့ရခေါ်ဆောင်သွားခဲ့ရင်လည်းဇလန်းလေးကလည်းပြီးဆုံးလို့သွားခဲ့ပါ ರೀ ဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာနောက်ဒီမှာလေးပဲရုပ်ရှင်ဇာတ်ကားကောင်းလေးတွေကိုအစဉ်ဆက်မပြတ် recap လုပ်ပြီးတော့တင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ ZD4 channel လေးကိုလေ like and subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာအားပေးကြပေးသများလေးစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံတော်မူကြပါစေလို့ ZD4 ရဲ့ဝိုင်းတော်သားများကဆုမကောင်းများတောင်းပေးလိုက်ရပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာ